welcome back ပါဆိုတော့ကျွန်တော် leadership and management page ကနေပြန်လည်ပြီးခမာကျူဆိုပါတယ်ဆိုတော့ကျွန်တော်နာမည်က BK ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကောင်းမွန်စွာအဖြစ်ဒီတူတူက leadership and management ကိုတူတူကပြန်လည်ပြီးခမာဆွေးနွေးဖို့ကျွန်တော်ဒီနေ့မှာ leadership counseling လေးအဖြစ်ကျွန်တော်ပြန်လည်ပြီးခမာရောက်ရှိလို့လာပါပြီဆိုတော့ကျွန်တော် leadership ကိုပြန်ပြီးခမာစဉ်းစားကြည့်အောင် leadership ဆိုတာကောင်းဆောင်မှုဆိုတာကအိမ်တိုင်း လူတိုင်းအဖွဲ့အစည်းတိုင်းမှာမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်။ဆိုတော့ကောင်းဆောင်မှု မရှိတဲ့အိမ်ဆိုတာရှိနိုင်မလား။မရှိနိုင်ပါဘူး။ကောင်းဆောင်မှုတော့ရှိတယ်ဒါပေမဲ့တော်တာနဲ့ညံ့တာပဲကွာမှာပါ။ဆိုတော့ကောင်းဆောင်ကောင်းတယောက်ဆိုတော့အိမ်ထောင်မိသားစုလည်းအဆင်ပြေမယ်။အဖွဲ့အစည်းလည်းအဆင်ပြေမယ်။ ိုယ့်ရဲ့ personal အနေနဲ့လဲကိုကိုကိုခေါင်းဆောင်မှုလုပ်နိုင်တယ်ဆိုတော့အဆင်ပြေတာပေါ့ခေါင်းဆောင်မှုမလုပ်နိုင်ဘူးဆိုရင်တော့အဖွဲ့အစည်းတွေအိမ်ထောင်မိသားစုကိုကိုကိုတွတ်တောင်းမှအဆင်ပြေမှာမဟုတ်ဘူးဒါကြောင့်ဒီကနေ့မှာခေါင်းဆောင်မှုဘိုင်းဆိုင်ရာနဲ့ကျွန်တော်ဆွေးနွေးဖို့ခေါင်းဆောင်မှုရဲ့အဓိကရည်မှန်းချက်တွေကျွန်တော်ဆွေးနွေးကြည့်အောင်ဆိုတော့ကျွန်တော်ဒီနေ့ဆွေးနွေးသွားမယ့်အရာလေးတွေကအချက်လက်လေးတွေနဲ့ပဲကျွန်တော်ဆွေးနွေးသွားမှာဖြစ်တယ် ဆိုအဲ့အချက်လေးလေးတွေကိုကျွန်တော်တစ်ချက်ပြီးတစ်ချက်နောက်ဗီဒီယိုကလစ်လေးတွေမှာကျွန်တော်ပြန်ပြီးခါမှလုပ်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာကြတော့ဒီကျွန်တော်တို့ပြောသွားတဲ့အချက်တွေကိုကျွန်တော်တို့ကစင်ချင်ဖို့ဖြစ်မယ်နောက်မှာဆိုတစ်ချက်ချင်းစီကျွန်တော်ပြန်ပြီးခါမှဆွေးနွေးတဲ့ခါမှဒါကကျွန်တော်တို့အတွက်သင်ယူရရဲ့အဓိကအနှစ်သာရလေးတွေဖြစ်မှာပါ အဲ့ဒါဆိုရင်ကျွန်တော်ကောင်းဆောင်တယောက်ဖြစ်လာပြီဆိုတော့အဓိကကောင်းဆောင်တယောက်မှာအဓိကရည်မှန်းချက်တိကဘာရှိတင်တယ်လဲမိတ်ဆွေဘာလို့ထင်းတယ်လဲနံပါတ်1ချက်နေနဲ့ဆိုစဉ်းစားချက်နံပါတ်1ချက်ကဘာလဲဆိုတော့ဥတီချက်တတ်မှတ်ခြင်း vision sitting ဒါတော့တပိသားဖြစ်မှာဗောကောင်းဆောင်တယောက်ပဲကျွန်တော်တို့မှာအများအား vision sitting ရှိဖို့ရမ်းမဲ့လိုအပ်တယ်ကျွန်တော်ပြောနေကြပါ ်ခေါင်းဆောင်တယောက်ဖြစ်ပြီးခါမှာဘယ်ကိုသွားနေမလဲဆိုပြီးမှ vision sitting ဦးတီချက်တတ်မှတ်တာမရှိဘူးဆိုရင်တော့တေးချပြီခေါင်းနဲ့ခေါင်းဆောင်ကောင်းတော့မဟုတ်တာတေးချပြီသွားမယ်လမ်းကြောင်းကိုမရှိဘူး အဲ့တော့ကြောင့်ကျွန်တော်ကောင်းဆောင်ကောင်းတယောက်ကအဖွဲစည်းအတွက်ရှင်းလင်းနဲ့ဥတီချက်နဲ့မျော်မှန်းချက်တွေကိုတတ်မှတ်ပေးတယ်။ကဲငါတို့အဖွဲစည်းရတော့ဒီနေရာကိုသွားမယ်။ကျွန်တော်ငါတို့မိသားစုကတော့ဒီ goal ကိုသွားမယ်။ဒီ project ကိုသွားမယ်ဆိုပြီးမှတတ်မှတ်ထားတဲ့ goal တွေရှိတယ်။ရည်မှန်းချက်တွေပေါ့။မျော်မှန်းချက်တွေဥတီချက်တွေရှိတယ်။နောက်ပြီးခါမှာအနာဂတ်ကိုကျွန်တော်ဘယ်လိုနေနဲ့သွားကြမလဲဆိုတော့ရှင်းရှင်းလင်းလင်းနဲ့သူကပြောပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ်။ ဲ့ဆိုကျွန်တော်မှမေးခွန်းရှိပါတယ်။တင့်ရဲ့ဟို private life ပေါ့။တင့်ရဲ့ personal life မှာရော goal ရှိပြီလား။တင့်ရဲ့မိသားစုမှာရော goal ရှိပြီလား။ဖွဲ့စည်းရတော့မမေးတော့ပါ။ပြောစရာတော့မလိုတော့ဘူးပေါ့နော်။အကြောင်းကျွန်တော်တို့ sitting goal ကတိတ်ပြီးခါမှာကောင်းဆောင်တယောက်မှာတိတ်ပြီးမှရေးကြည့်ပါတယ်။အဲ့ဆိုနံပါတ်2ချက်ကဘာဖြစ်မလဲ။ လူတွေကိုစီရင်ခြင်းဘာလဲဆိုတော့အဲ့မှာ inspiring and motivation ကျွန်တော်တို့ကလှုပ်ဖော်ဆောင်ဖက်တီနဲ့ကျွန်တော်တို့အမြဲတမ်းသူတို့ကိုလမ်းကြောင်းမှန်ပေါ်မှာတွားနိုင်ဖို့အမြဲတမ်းစီလုံးပေးဖို့အရန်ရည်ကြီးပါတယ်အဲ့ဒါကြောင့်ပဲဒီကျွန်တော်တို့ဒီ boss leadership မဟုတ်ပဲ servant leadership ဆိုပြီးခါမှကျွန်တော်တို့တော်တော်များများတွေ့လို့ရပါဥမာကျွန်တော်တို့ဒီ christian နေနဲ့ဆိုတော့ christian leadership ဆိုတဲ့အမြန်မှာ servant leadership ဒါခရစ်တော်ကိုယ်တိုင်ကျွန်တော်တို့ကိုသွန်သင်ပေးထားတဲ့အရာဖြစ်တယ်။ Servant leadership ဆိုတာကိုယ်ကကောင်းဆောင် ဖြစ်လာတာနဲ့အမျှ goal တစ်ခုကိုရောက်နိုင်ဖို့အတွက်ကောင်းဆောင်ကအဓိကဖြစ်တယ်။အနန္တအခမ်းနိုင်ဆုံးဖြစ်ဖို့လိုတယ်။အဲ့တော့ကျွန်တော်တို့ကိုဘာလဲဆိုတော့လူတွေကိုစီယုံချင်းဆိုတဲ့အရာကတိတ်ပြီးခါမှာရေးကြည့်ပါတယ်။ကောင်းဆောင်တယောက်ဖြစ်ပြီးဆိုရင်လူတွေကိုစီလုံးဖို့တိတ်ရေးကြည့်တယ်။တချို့ကောင်းဆောင်တွေဆိုကိုယ့်ကိုယ်ကိုယ်တော်မှပြန်ပြေးမှမစီယုံနိုင်ဘူး။ ိုကိုကိုစီယုံနိုင်ခြင်းကတကယ်ခက်တယ်နော်နံပါတ်1ကကိုရဲ့မိသားစုစီယုံနိုင်သလားနံပါတ်3ကကိုကိုလှုပ်ဖော်ဆောင်ဖက်တီကိုစီယုံနိုင်သလားဒါတွေကစိန်ခေါ်မှုတွေပါဒါပေမဲ့ကောင်းဆောင်တယောက်ကတော့ဒီအချက်တွေကိုရှိကိုရှိရမယ်စီယုံတဲ့နေရာမှာသူတို့စိတ်အားထက်သန်စွာနဲ့အခုနကျွန်တော်ပြောတဲ့ sitting goal တွေကိုအတူတူကသွားတဲ့နေရာမှာစိတ်အားထက်သန်မှုရှိရမယ် ရေမှန်းချက်တွေကိုအတူတူကသွားတယ်လမ်းကြောင်းတွေပေါ်မှာစိတ်အားထက်သန်စွာနဲ့အတူသွားဖို့အမြဲတမ်းကျွန်တော်ကစီယုံရေးဝင်ဖို့လိုအပ်ပါတယ်ခေါင်းဆောင်တယောက်နေနဲ့ယော့မင်းလုတ်ဆိုတဲ့လက်ညှိုးထိုးတဲ့အရာတွေနဲ့မရတော့ပါဘူးဒီခေတ်ကာလမှာဒါ27ရာစုအာလီစင်ဂျူရီဖြစ်နေပြီပေါ့နော်ဆိုတော့ကျွန်တော်နံပါတ်3ချက်ကတော့ဘာဖြစ်မလို့ထင်းတယ်လဲ နံပါတ်3ချက်ကပြောင်းလဲမှုကိုဥဆောင်ခြင်း leading change ဒါကတိတ်ပြီးခမရေးကြည့်ပါတယ် leading change ဆိုကောင်းဆောင်တယောက်ဖြစ်ပြီးဆိုခေရစည်းကြောင်းကြီးကပြောင်းလဲနေတဲ့အတွက်ကြောင့်ပြောင်းလဲတဲ့အရာကျွန်တော်တို့တွေကပါလဲဆိုတော့ကိုယ့်ရဲ့ကောင်းဆောင်မှုကိုကျွန်တော်တို့က leading change ဖြစ်ဖို့လိုတယ်ကျွန်တော်ဥတီယာတွေကိုကျွန်တော်တို့ကတစ်ခါတလေပြောင်းဖို့လိုတယ်ကာကြီးနဲ့တွားနေတဲ့လမ်းကြောင်းကတိတ်မရတော့ဆိုခါခွဲနဲ့တွားတင်လဲတွား သွားရမှာဖြစ်တယ်။အဲလမ်းကြောင်းတွေကိုသွားရတဲ့ကောင်းဆောင်ဖြစ်ဖို့လည်းလိုအပ်တယ်။အဲကြောင့်ပြောင်းလဲမှုကိုဥဆောင်ပြီးအဖွဲအစည်းကိုပုံမူကောင်းမွန်သောအဖွဲအစည်းပုံမူကောင်းမွန်သောအနာဂတ်ကိုဥဆောင်ပေးဖို့တိတ်ပြီးမှအရေးကြီးပါတယ်။ဒါကြောင့်မဲ့ကောင်းဆောင်တယောက်ဖြစ်လာပြီဆိုတော့အမြဲတမ်းကျွန်တော်အဖွဲအစည်းကောင်းဖို့အနာဂတ်မှာတည်ချဖို့အတွက်ကိုကျွန်တော်က change change လုပ်ရဖို့တိတ်ပြီးခမအရေးကြီးတယ်။ အဲ့ကြောင့်ကျွန်တော်ပြောတဲ့အခါမှာ chain လို့ပြောတဲ့အခါမှာမလွယ်ကူပါဘူးကျွန်တော်အကျင့်တစ်ခုလေးပြောင်းဖို့တော့မှ မလွယ်ဘူးအဖွဲအစည်းကြီးကတေချာလေးတွားနေတယ်ဒါစနစ်ကြကြနဲ့တွားနေတဲ့ဟာကတည့်ရဲ့ level တစ်ခုကိုတွားနိုင်ဖို့အတွက် change လုပ်ရတဲ့ဟာကစိန်ခေါ်မှုအများကြီးရှိပါတယ်ဒါမဲ့ကောင်းဆောင်မယ်အနာကတ်ကိုပို့ပြီးမြင်နိုင်ပြီးပြောင်းရဲပြီးပြောင်းလဲပြီးမှဥဆောင်နိုင်တဲ့ကောင်းဆောင်ဖြစ်ဖို့လည်းလိုအပ်ပါတယ် ဥမာ DK 27ရာစုတွေမှာဆိုနီးစနေပိုင်းတွေအရန်တိုးတက်တဲ့ခါမှာနီးစနေပိုင်းနေနဲ့ကျွန်တော်ကတိုးတက်ဖို့ပြောင်းလဲရဖို့သိပြီးခါမှာအရေးကြီးပါတယ်။ဒါကြောင့် American Note တွေမှာဆို Elon Musk တို့တွေဆိုတော်တော်များများမှာသူတို့ပြောင်းလဲရတဲ့တတိရှိတယ်။အခု Trump ဖြစ်နေတဲ့ Trump policy တွေကတော်တော်လေးပြောင်းလဲနေတယ်။တခါတလေကြတော့ပြောင်းလဲတဲ့အပေါ်မှာအဆိုးမြင်တဲ့ဟာတွေလည်းအများကြီးရှိပါတယ်။ အဲ့တော့ကြောင့်ဒီအကြောင်းအရာတွေကိုနောက်မှာကျွန်တော်သိစိတ်ပြန်ပြီးခမရှင်းပြမှာဖြစ်ပါတယ်ကျွန်တော်ပြန်ပြီးမှဆွေးနွေးကြမှာဖြစ်ပါတယ်ဆိုတော့နောက်ပြီးမှနံပါတ်၄ချက်အနေနဲ့ဘာဖြစ်မလဲဆက်ဆံရေးတည်ဆောက်ခြင်း building relationships building relationship ကတိတ်ပြီးမှရေးကြည့်ပါတယ်ကျွန်တော်တို့ကကောင်းဆောင်ဖြစ်လာပြီဆိုရင်ငါကောင်းဆောင်မဲဆိုပြီးမှမရပါဘူးအားလုံး လက်တွဲညီညီနဲ့လှုပ်ဖို့လိုအပ်ပါတယ်။အဲကြောင့်လှုပ်ဖို့ဆောင်ဖက်တီကလည်းခေါင်းဆောင်ပုံနားလေပေးဖို့ရန်ရည်ကြီးပါတယ်။ငါခေါင်းဆောင်ကငါ့ကိုအကောင်းဆုံးနေရာကိုဥတီပေးနေတာပဲဆိုတာကိုကောင်းကောင်းလိုက်နိုင်ဖို့လည်းသိရည်ကြီးတယ်။ဆိုတော့ခေါင်းဆောင်ခေါင်းဆိုတာကအခုနကျွန်တော်အများရန်ပြောပြောနေတဲ့ transparency ပေါ့။ပုံလင်းမြင်တာမှုရှိဖို့တော့အရန်ရည်ကြီးတယ်။ဒါမှပဲကျွန်တော်တို့ကဘာဖြစ်လဲဆိုနောက်လိုက်ငယ်သားလည်းကို့အပေါ်မှာ trust ဆိုတဲ့ယုံကြည်ချက်တည်ရှိမှာပါ။အရင်ဗီဒီယိုဒီမှာကျွန်တော်ပြောပြီးသားပါ။ ဆိုတော့ကျွန်တော်တို့က building relationship ကတိတ်ပြီးခမှာအရေးကြီးပါတယ်ဒါအဖွဲ့အစည်းတိုင်းမှာမိသားတစုလို့ကျွန်တော်တို့ကတွန်းဖို့တိတ်ပြီးမှာအရေးကြီးတယ်အဲ့တော့ကြောင်းအဖွဲ့အစည်းကိုနဲ့ယုံကြည်မှုကိုတည်ဆောက်ပြီးမှာကျွန်တော်ကောင်းကောင်းနဲ့ဒီဆက်ဆံရေးတွေကိုဖန်တီးဖို့လိုအပ်တယ်ကျွန်တော်အမြဲတမ်းပြောပါတယ်အဲ့ကြောင့်ကျွန်တော် transparency တွေရှိရမယ်ပွင့်လင်းမြင်သာမှုရှိရမယ် trust တွေရှိရမယ်ကိုယ့်ရဲ့လုတ်ဖော်ဆောင်ဖက်တွေ ဲ့ဒါကြောင့်အဖွဲ့အစည်းတတော်များများမှာတခါလေကျွန်တော်ကြုံတွေ့ရတဲ့ဟာကကိုနဲ့လှုပ်ဖော်ဆောင်ဖက်တီကိုကိုရဲ့လက်အောက်ငယ်သားလို့မြင်တယ်တတော်ဝမ်းနည်းစရာကောင်းပါတယ်တကယ်တော့သူတို့တတ်တဲ့ပညာက ကျွန်တော်မတတ်ပါဘူးသူလှုပ်တဲ့လုပ်ငန်းတွေကျွန်တော်မလုပ်နိုင်ပါဘူးဒါကြောင့်တယောက်နဲ့တယောက်ကျွန်တော်ကဘာဖြစ်လဲဆိုတော့ယုံကြည်မှုရှိရမယ်ပွင့်လင်းမြင်သာမှုရှိရမယ် ျွန်တော်တယောက်ကိုတယောက်ဖေးမဖို့တိတ်ပြီးခါမှအရေးကြီးပါတယ်။နောက်ဆုံးနံပါတ်5ချက်ကဘာဖြစ်မလဲ။ဖန်တီးမှုနဲ့စံသစ်တီထွင်မှု encouraging innovation ဆိုကျွန်တော်လှုပ်လှုပ်လာတဲ့ခါမှာတီထွန်နိုင်တဲ့စွမ်းရည်တွေကတိတ်ပြီးမှအရေးကြီးပါတယ်။ဆိုတော့ကျွန်တော်တို့ကအမြဲတမ်းတနေပြီးတနေတီထွန်စမ်းသစ်နိုင်ဖို့အမြဲတမ်းစူးစမ်းဖို့လိုအပ်တယ်။ ဒါကောင်းဆောင်တယောက်ဆိုပူပြီးမှလိုအပ်ပါတယ်လုတ်ဖို့ဆောင်ဖက်တီ ਨੇ ကျွန်တော်သွားတဲ့အခါမှာတခါတလေကြတော့ကျွန်တော်ကအတိအတိတီထွန်နိုင်ဖို့ရည်ကြီးတယ်ဘာဖြစ်လဲဆိုခေတ်ကာလကပြောင်းလဲနေတယ်တနေ့နဲ့တနေ့တောင်ပြောင်းလဲနေတဲ့အတွက်ကြောင့်တနေ့နေပေါ်တနေ့ကျွန်တော်ပြန်ပြီးခါမှာအမြဲတမ်းကျွန်တော်ကစမ်းသစ်တီထွန်မှုတွေလုတ်ဖို့တိတ်ပြီးမှရည်ကြီးပါတယ်အဲ့တော့ကိုယ့်ရဲ့လက်အောက်ငယ်ကဒါကစမ်းသစ်တီထွန်မှုတွေလုတ်လာတဲ့ခါမှာအားပေးဖို့ရည်ကြီးပါတယ် အဲ့တော့ကြောင့်အဖွဲ့ဝင်များကိုစမ်းသစ်တီထွင်မှုများပြုလုပ်ဖို့အားပေးဖို့လိုအပ်ပါတယ်သူတို့ရဲ့အတွေ့အကြုံက the best teacher ဖြစ်တယ်အဲ့အတွေ့အကြုံပေါ်မှာသူတို့သင်ပေးသွားတဲ့အရာကိုအဖွဲ့အစည်းအတွက်အကောင်းဆုံးသောအရာသူတို့တင်ပြတဲ့အခါမှာခေါင်းဆောင်တွေကနားလည်ပေးဖို့အရင်ရည်ကြည့်တယ်ဒါ feedback နဲ့သွားဆိုင်တာပေါ့အကြောင်းပြဿနာတွေကိုဖြေရှင်းရမှာစမ်းသစ်သောနည်းလမ်းများကိုကျွန်တော်ရှာဖွေဖို့လည်းလိုအပ်ပါတယ် ဆိုတော့ကျွန်တော်ခေါင်းဆောင်တယောက်ဖြစ်လာပြီဆိုရင်ဒီအချက်၅ချက်ကခေါင်းဆောင်ဒီမှာတိတ်ပြီးခါမှအရေးကြီးပါတယ်အဲ့တော့ကြောင်းကျွန်တော်အခုနပြောတဲ့ခေါင်းဆောင်မှုရဲ့အဓိကရည်မှန်းချက်ဒီအချက်၅ချက်ကိုပဲကျွန်တော်ပြောတာဖြစ်တယ်အများကြီးရှင်းရှိမှာပါဒါကျွန်တော်ရခံယူချက်နေနဲ့ပြောနေတာပါဆိုတော့ဒီအချက်၅ချက်နဲ့ကျွန်တော်တို့ကအဖွဲအစည်းတွေကိုကျွန်တော်ကဥဆောင်လာလို့ရှိရင်မအောင်မြင်မဲ့နဲ့တော့မနေဘူးလို့ကျွန်တော်ထင်ပါတယ် အဲ့တော့ကျွန်တော်တို့အမြဲတမ်းကျွန်တို့ရဲ့အသက်တာမှာ transparency ခေါင်းဆောင်တယောက်ဖြစ်လာပြီဆိုရင် transparency အမြဲတမ်းရှိဖို့လိုအပ်ပါတယ်အဲ့အမြဲတမ်းကျွန်တော်မှာပွင့်လင်းမြင်သာမှုရှိလို့ကျွန်တော်အသက်တာတွေမှာလောက်ပေါ်ဆောင်ဖက်တီကမြင်လာတဲ့အခါမှာဒီကျွန်တော်တတ်မှတ်ထားတဲ့အချက်၅ချက်ကိုကျွန်တော်လွယ်လွယ်လေးနဲ့ကြော်လွှားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီအချက်၅ချက်ကိုခေါင်းဆောင်တွေရဲ့အသက်တာမှာ အစင်မြတ်ကျွန်တော်ကလိုက်နာကျင့်သုံးပြီးမှအဖွဲအစည်းတွေကိုအောင်မြင်တဲ့အဖွဲအစည်းတွေဆွဲတင်ပြီးခါမှရှေ့ကိုတိုးတဲ့အဖွဲအစည်းတွေတာ၍မြင့်မားတဲ့အဖွဲအစည်းတွေဖြစ်အောင်အစင်မြတ်ကောင်းဆောင်ကောင်းတယောက်ဖြစ်ကြရအောင်လို့ကျွန်တော်ဒီနေ့မှာ share လေးလုပ်ပေးချင်ပါတယ်ဆိုကြည့်ရှုသူအားလုံးကျွန်တော်ကို like ရယ် subscribe လုပ်ပေးသွားပါလို့ကျွန်တော်ဒီကနေ့တောင်းဆိုပါရစေကျေးဇူးတင်ပါတယ်